တနင်္ဂနွေနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့နေ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်တွေမြင့်မားနေတဲ့ရလကောင်းတွေကို ဖန်တီးနိုင်တယ်အလုံးစုံသောခက်ခဲတွေကိုကြုံရနိုင်တယ်စန္ဒရည်မှန်းခြင်းတွေရည်ရွယ်ချက်တွေကို ရှေ့တိုးလုပ်ကြပြီးတော့တထက်တဲကြောင့်ဖဏိနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ်။ဝင်ဝင်စည်းဝါးတိုးတက်မယ်။ခက်ခဲတဲ့ကိစ္စတွေကို ဖြေရှင်းနိုင်နိုင်မယ်။ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာနိုင်မယ်။အခက်ခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆိုင်လိုက်တာဟာကိုယ့်အတွက်အပြေရှားမှုရလကောင်းကိုဖြစ်တော်စေတဲ့ဆောင်ရွက်မှုပါပဲ။ရှင်းရနေမှာတော့ ထူးထူးခြားခြားကောင်းတဲ့ကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်ပေါက်တယ်။ကိုယ့်ရဲ့နေမှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။ဆယ်ရဲ့နေမှာဇန်တိုက်ခံနေတဲ့တိတ်တိုက်တွေ့ရတဲ့စိတ်ပင်ပန်းပဲ။ဆက်တဲ့နေဟာစိတ်ချမ်းမြေ့စရာတွေရှိတယ်။ပြောရသူတွေစမ်းပွင့်တယ်လုပ်ငန်းရရမှလည်းကောင်းတယ်စနေရနေ့မှာမထင်မှတ်ဖြစ်ဆောင်ရွက်လိုက်တဲ့အပြောင်းလဲတွေကကိုယ့်အတွက်ကောင်းကျိုး ပေးခြင်းကိုကြောက်မယ်ဆက်သောရနေ့အဲ့ဒီနေ့ကလာပြည့်နေ့ဖြစ်တယ်မင်္ဂလာရှိသောနေသားတွေရှိတယ်အလုံနေသားစီမနေသားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းနဲ့တွေ့တဲ့ခြေအနေကိုရနိုင်တယ်14ရနေ့ကတော့အတိုက်ခံတွေသတိထားမယ်အဲ့ဒီနေ့ဟာလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာဘာလို့လို့သတိနဲ့ရှင်းပြီးလောက်ရမယ်အမှားမပါစေနဲ့ပြဿနာဖြစ်ရှေးချသွားတတ်တယ် ဒီကာလအတော်အတွင်းမှာဇာသပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလာနေသောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ငါခွန်ကနန်းနေဂျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကို ဆောင်ရွက်နိုင်တယ်။အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ7ရက်နေ့မတ် လာရောင်အောင်မှာကြောက်ပြစ်တစ်ချက်အဲ့ပေါ်မှာနှမ်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစူးစောင်းထားပြရတတ်ကောင်းတယ်ကောင်းလေးစီဖြစ်လွန်နေရတယ်အရောဝယ်တွေမှာစီလေးသုံးနေရင်ရောင်းမဝယ်ပန်းပွင့်တတ်တယ်အဲ့ဒီအစီရင်ကိုတပေါင်းလာပြည်နေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကို ဖန်တီးနိုင်ပါလေဒီဆောင်ရွက်မှုလေးကို လောက်ခဲ့ရအကြံပေးတင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 March 6ရက်ကနေ14ရက်နေ့တော်တွင်မှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရည်တွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတိုးတက်သွားနိုင်တယ်ဝေကျေးပုံမှန်နဲ့ပုံပြီးဝင်လာလိမ့်မယ် စူးစမ်းမှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်ဘဝအခြေအနေတွေကနှင်းများစွာတိုးတက်မယ်အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာတိုးတက်ခြင်းနဲ့လိုလားချက်စံတရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုကျုံ့တွေ့နေတဲ့နေ့ပါပဲကာလတွေပါပဲရှေ့ရနေ့မှာရာရာဆင်ပြေမယ်တိုးတက်မယ်လိုရာပြည့်စုံမယ် ကိုယ့်ရဲ့နေမှာအလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုကြုံတွေ့နိုင်တယ်။ဆယ်ရဲ့နေမှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်။ဒါပေမဲ့ရန်တိုက်ခံနေတဲ့ရှင်ပြီးတော့အမယ်။ဆက်တရက်နေစိတ်ချမ်းသာစရာတွေကြုံမယ်။ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်။ရသည်ရတတ်တဲ့ရပဲခွင့်တွေပြန်ရမယ်။ဆယ်ရဲ့နေမှာပြောင်းကြပြဖြစ်ပြီးမှအစီအပြေမယ်။ အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးတော့တိုးတက်တဲ့ကံနေကြုံမယ်ဆက်သောရည်နဲ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတဲ့အဲ့ဒီလာပြင်းနေနေလဲတိုက်ဆိုင်နေတပေါင်းလာပြင်းနေညအချိန်မှာလာရောက်အောင်မှကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့စပကြီးသေးခြင်းနဲ့တင်ပြီးတော့တန်လိုက်တိုးလေးနဲ့သွေးပြီးပြရတ်ဖော်လို့ရတယ်ပြရစေအဲ့ဒီစီလေးကိုသိမ့်တာကောင်းပါလူ နောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေတော့လဲပေးထူးထူးခြားခြားကောင်းတဲ့တတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပေးနိုင်တယ်14ရက်နေ့တော့ရရသတိထားမယ်အရက်ကလာချက်တဲ့နေ့အဲ့ဒီမှာသွားလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာအချက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်းမှာတနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ် တတင်းကလေးနဲ့ဗုဒ္ဓနဲ့မွေးသူတွေကကိုယ်ကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်နုနေရောင်တွေချိုးပြတဲ့ရောင်ဖြစ် သုံးဆွဲနိုင်တယ်။နံပါတ်၄ခွန်ကိုကနန်တွေကိုအချိုးပြကနန်တွေဖြစ်သုံးဆောင်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းပွင့်စေရန်အတွက်ညာပခုံးရင်ဝင်းစွပြီး လက်ခုပ်သုံးချက်တီပင်ကထွက်ကဒုကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါစက်တိုက်လို့ပါထူးထူးခြားခြားကောင်းခြင်းတွေကြားလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ၂၀တ၂၅မတ်လ၈ရက်ကနေ၁၄ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မကားလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ ကက်ခဲတဲ့ကိစ္စတွေအလုံးကိုကြောပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောင်လုပ်နိုင်တယ်အယူဆသဘာဝမတူလင်းကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မှာခရီးကိစ္စအဆင်ပြေမယ်ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရပယ်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်ရှင်းရည်နေမှာအတိုက်ခံကြမှာတိုးတက်ခြင်းအောင်မြင်ခြင်းကိုကြုံမယ်ကိုယ့်ရည်နေမှာအရာရာအဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ဆယ်ရည်နေမှာလုပ်ဖို့ကိစ္စဖွေတွေကြုံမယ် အတိုက်ခံကြတိုးတက်မယ်စတရနေ့မှာရန်တိုက်ခံဖြစ်တတ်တဲ့ပြဿနာမျိုးတစ်ပြိုင်တည်းထဲဖြစ်ရှင်းနိုင်နေမယ်စနေနေ့ရတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေသားနဲ့အောင်မြင်မှုကိုကြုံမယ်ဆက်သောရနေ့လာပြင်းနေ့ဖြစ်တဲ့အဲ့ဒီနေ့ဟာထူးခြားသောမွန်မြတ်သော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့သံလိုက်တို့ရဲ့သွေးပြီးတော့ ပြရစက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်ဝရမယ်၁၄ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့ဒီမှာအချက်တဲမရှိအောင်ကရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ တနည်းလာနေကြာသာပင်းနေမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်လေးကိုကနံအချိုးပေးတယ်အဖြူအစိမ့်မီကိုရောက်လို့ကိုတော့ရဲ့အချိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကိုရရှိနိုင်ပါတယ်။ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကိုအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြလိုက်ပါ။ယေရှုတင်ပါတယ်။ဗုဒ္ဓနဲ့မွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ် March 6ရက်နေ့ကနေ14ရက်နေ့အတောအတွဲမှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုံးနဲ့ပေါ်လာတဲ့စိတ်ကူးတွေကို လက်တွေ့သုံးချပါခရီးကိစ္စပေါ်လာရင်လည်းသွားပါကိုယ်အတွက်အနေမရှိဘူး ၈ရက်နေ့မှာဥတီကျဲတဲ့နဲ့လောက်ကန်ချင်းနဲ့ချိုးပေးပြီးတိုးတက်မယ်။၉ရက်နေ့ဟာတော့ငွေကြေးကလုပ်ငန်းကဘဝကနေအလုံးစုံတိုးတက်မယ်။၁၀ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်။၁၇ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်။စနေရနေ့မှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်။73ရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံတဲ့တိုးတက်ခြင်းနဲ့ရှိရှင်မချက်ဒီကိုအောင်မြင်နိုင်တယ်။အဲ့ဒီနေ့ကတပေါင်းနာပြည်နဲ့ အဲ့ဒီညတပေါင်းလားပြည်ညလာရောက်အောင်မှာကြောက်ပြတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြပေါ်မှာနှမ်းစီနောက်စပကြီးသေးကြီးနဲ့တားလိုက်တုံးလေးကိုသွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတဲ့ဖြစ်သောစမ်းပွင့်နဲ့ကိုကောင်းမှလူပြီးတော့သွားလိုက်ရင်လူချစ်လူခင် ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလဲအဲ့ဒီအနှစ်လေးနဲ့တို့ပေးရင်လဲရောင်းမဝယ်ပန်းနေပွင့်တယ်ဆယ်လေးရက်နေအဲ့ဒီနေရာလာချက်တဲ့နေ့ အဲ့ဒီမှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်လည်းသူများရှီရငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရရက်ဒီမှာ အကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကလာအတော်တွေမှာဇာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကကောင်းကျိုးပေးပြီးတော့တနေ့ကလေးတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနာကျိုးပေးတယ်အစင်းရောက်ဖြစ်ရော မိခွန်ကြောင့်တို့သုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါထူးခြားစွာကံကောင်းပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဇာတပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ6ရက်နေ့နေ့စပီးစနေရက်နေ့အတော်တွင်မှာရန်တိုက်ခံနေတဲ့ဂျုံတွေ့တဲ့သူတစ်ပါးကြောင့်မိမိရေရွက်ချက်တွေမှာနောက်နေခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်။ အမခံခြင်းတောင်းယူခြင်းမလုပ်ရဘူးချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတယ်အလုပ်တွေကိုဒီအချိန်မှာတက်ရထိုင်ရင်တို့တွေပြန်ကောက်ရဆောင်ရရခက်ခဲတတ်တယ်ရှင်းရနေရတော့ပြဿနာတွေများတယ်အချိန်မှမှုတွေဖြစ်ရှင်းရတယ်လူလေးယောက်ဒုခီသွားရင်လည်းအနေရှိတတ်တယ်ကိုယ့်ရဲ့နေမှာတော့ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်စိတ်ချမ်းသာမယ်တို့ရပြည့်စုံမယ်ဆယ်ရက်နေမှာအလိုရှိရာပြည့်စုံခြင်းငွေချေးကံကောင်းခြင်းနဲ့လောက်ခွင့်ခြင်းတွေကိုကြုံမယ်၁၇ရက်နေမှာ ရတ္တနဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်အခက်ခဲတွေကိုလည်းဖြေရှင်းနိုင်တယ်စနေနေ့တွေကဝေကြီးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်73ရက်နေ့မှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်လာပြည့်နေ့ဖြစ်တဲ့အဲ့ဒီညတပေါင်းလာပြည့်နေ့ညလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့သားလိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့ဆောင်းထားပေးပါထူးခြားတဲ့ပီရတ်တ်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်ပါတဲ့ 14ရက်နေ့အဲ့ဒီကလက်ချက်တဲ့နေ့အဲ့ဒီမှာတပတ်သူချက်တဲ့ရှိနေတဲ့လက်နံဖြည့်ရှင်းပေးပါ။နောက်အဲ့ဒီနေ့မှာအမေသာစာသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါ။ဒီကလတော်တွေမှာဇာတပတိနေဗုဒ္ဓနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းငွေတွေနေကနေမွေးသူတွေဒုက္ခပေးတယ်တင်ငါကုကနာကျိုးပေးတယ် အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်။အဝါရောင်ပန်းခွင့်ဖျားတင်ပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါလိမ့်မယ်။ဂျေစုတင်ပါလေ။သောကြာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ10ရက်နေ့ရက်နေ့14ရက်နေ့အတွင်းလလပါဥစ္စာဒနာဖွံ့ဖြိုးခြင်းဝေကြီးကံကောင်းခြင်းဘဝတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြုံမယ်။ ကိုလုံးတဲ့ကိစ္စမှန်များဆင်းပြေမယ်ဘလောက်ခက်ခဲအားလုံးကိုကြော်လွားပြီးလိုရာဆန္ဒပြည့်မြောက်ဆွေးနိုင်နိုင်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုကန်ရင်းတို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်ကိုပိုင်တွေးခေါ်တဲ့လုကန်ရင်းတွေရဲ့ကောင်းသောအကျိုးကိုရရှိနိုင်တဲ့ရှေ့ရနေ့မှာရာရာကံကောင်းခြင်းဆင်ပြေခြင်းကိုကြုံမယ်ကိုရနေ့မှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်ဆယ်ရနေ့မှာစတင်ခြင်းတွေပြန်လည်စနိုင်ခြင်းအခက်ခဲကြော်လွားနိုင်ခြင်းတွေရှိမယ်ဆယ်တရနေ့မှာပြဿနာတစ်မျိုးဖြေရှင်းပြီးမှအလိုပြည့်စုံမယ်ဆယ်နှစ်ရနေ့က မှန်းနာတဲ့လက်တွေနဲ့ကြပြောင်းကြပြန်နေဖြစ်နေတတ်တယ်အခက်ခဲတွေများတတ်တယ်စက်သုံးရက်နေမှာရက်တန်တဲ့လူတွေပြန်ဆခြင်းအဟောင်းကိုရက်ရွေအစ်စ်ကိုဆခြင်းကြုံမယ်အဲ့ဒီလာပြင်းနေတပေါင်းလာပြင်းနေတပေါင်းလာပြင်းနေညလာရောင် အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီရဲ့စပကြီးသေးရေကိုတန်လိုက်တွန်းနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရင်အဆောင်ရောင် အမျက်သာရကိုရတယ်။အဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဆိုရင်မျက်နှာပွင့်ပြရတဲ့ကောင်းတယ်။အယောင်းဝဲလွယ်ရလေးကိုအနည်းမှမှသားရှိတို့ထားပြီးတော့အစင်းကိုပြေးနေလေ။လက်တွေသုံးလို့ရတယ်။တစ်နှစ်မှတစ်ခါပဲလို့လို့ရတာ။ဆယ်လေးရနေသတိထားရမယ်အဲ့ရကအညံ့နေရှိတယ်။အဲ့ဒီကလက်ချက်တဲ့နေဖြစ်တယ်။အဲ့ဒီမှာတပားသူခဲခဲရှိနေတာကိုကြီးပါသူတပားကိုအထောက်အပံ့ပြုပေးလိုက်ပါ ဒီကာလအတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တဲ့ရှစ်ခုကိုကနန်းနေ့ကျိုးပေးတဲ့အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးပြပါထူးထူးခြားခြားကံကောင်းလိမ့်မယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရတောင်းဝါနဲ့ပြုလို့တဲ့ပစ္စည်းအောင်များဆွတ်ပြလိုက်ပါယေရှုတင်ပါ စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့ရက်နေ့14ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့ဒုတက်မှုရှိမဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတန်လန်းကံပွင့်နဲ့အနေထားချုပ်မဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုကဲ့ရင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့ဒုတက်မှုတွေကိုရနိုင်တယ်နေရာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်တဲ့ဆက်ဆံရေးဝန်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမယ်ပေါ်လာတဲ့စိတ်ကူးသစ်တွေကို6ရက်နေ့မှာလက်တွေ့ကောင်းတဲ့ပေါ်ပါ ကိုရဲ့နေမှာရပိုင်ခွင့်နေလဲဝယ်ပြန်လဲတောင်းဆိုရယူနိုင်တယ်။ဆယ်ရက်နေမှာအလုတ်ကိစ္စတွေအတွက်ပြောဆိုမှမများအောင်မြင်မယ်။ဆက်တရက်နေမှာရှင်ပြန်မှုတွေပေါ်အောင်မြင်မယ်ဘဝတိုးတက်မယ်။ဆယ်နှစ်ရက်နေမှာရန်တက်ခံနဲ့ရှင်ပြီးလောက်ရမယ်။ဆယ်သုံးရက်နေထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ်။ဆယ်လေးရက်နေအဲ့ဒီကလာချက်တဲ့နေ့ဖြစ်တဲ့သွာလာနေ့အတိုင်းထူးပြုပြီးကျူးဆက်ရမယ်။ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောက်ကျုပ်ပြည်တယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေရှိတတ်တယ်တစ်ခုကိုကနံကျိုးပြည်တယ်အဝါလင်းမောရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြုတ်နှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့7ရက်နေ့ March အဲ့ဒီကတပေါင်းလပြည်နေ့တပေါင်းလပြည်နေ့ညအချိန်မှာလာရောင်အောင်မှာကြောက်ပြင်တစ်ချက်ထားပြီးတော့အဲ့ဒီကြောက်ပြင်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးကြီးတင်ပြီးသန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါပြရတက်ကိုထူးထူးခြားခြား ကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလင်းပြီးတော့သွားလိုက်ရလေလူချစ်လူကင်ပေါ့။ပစ္စည်းတွေရောင်းဝယ်ခြင်းလဲဒီအစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေဆန်းသက်နိုင်တဲ့ရှေးရိုးရာအနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်။